လေးစားရပါတော့ကျွန်တော်ရဲ့ချစ်မိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာ၄ရက်၁၇လ၂၀၂၅ညနေ၄နာရီခွဲအတွက်ကျွန်တော်အားပေးကြတဲ့မိတ်ဆွေတို့အကြိုက်တူရင်လည်းထိုးလို့ရအောင်ကန်ဆန်းလို့ရအောင်လို့ကျွန်တော်မြင်ထားတွေ့ထားတဲ့ సైక్ လေးကိုဆွဲပြပေးမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ချစ်မိတ်ဆွေများကခုကျွန်တော်ဆွဲပြပေးမယ့် సైక్ လေးကိုအစအဆုံးကြည့်ရှုလေ့လာပြီးတော့ ကြိုက်တယ်ဆိုလို့ရှိရင်ထိုးကြည့်ပါကန်ဆန်းကြည့်ပါမကြိုက်ရင်တော့ထိုးเสียရလည်းမလိုပါဘူးเนาะစိုက်လေးကိုစအောင်ပါเนาะစိုက်ကဒီမှာကျွန်တော်အစင်းအောင်လေးเนาะအဲ့ဒီအစင်းအောင်ထဲမှာရှိတဲ့ကဏ္ဍသုံးလုံးကိုကျွန်တော်ကပေါင်းလိုက်မယ်၈ရယ်၉ရယ်၆ရယ်เนาะအဲ့ဒီ၈၉၆ကိုပေါင်းလိုက်လို့ရှိရင်23เนาะ23ဆိုတော့ကျွန်တော်က3ဆိုပြီးရယူလိုက်မယ် ကျွန်တော်ဒီမှာအစင်းအောင်လေးက300ရပြီနော်အစင်းအောင်လေးက300ရပြီနောက်ထပ်ဘာကြံလဲဆိုလို့ရှိရင်အပြားရောင်နဲ့ကျွန်တော်ဆွဲပြပေးမယ်โอเคပါဒီအပြည့်အောင်ထဲမှာရှိတဲ့တစ်တုံညခွန်ကိုပေါင်းလိုက်ရင်ကျွန်တော်တို့ဒီအစင်းရဲ့ပါဝါဖြစ်ရမှာပေါ့နော်ဒီအပြည့်အောင်ထဲမှာရှိတဲ့ကဏ္ဍတော်လုံးပေါင်းခြင်းကအစင်းအောင်ထဲမှာရှိတဲ့ကဏ္ဍတော်လုံးပေါင်းခြင်းရဲ့ပါဝါဖြစ်ရမှာပေါ့နော်အဲ့တော့ ကျွန်တော်ပေါင်းကြည့်လိုက်မယ်တရဲ့၃ရဲ့ခွန်ရဲ့ပေါင်းလိုက်လို့ရှိရင်10ဖြစ်ပါတယ်10ပြာရောင်လေးက10ဆိုတော့ကျွန်တော်ဆင်းရောင်လေးရဲ့ power ပြာရောင်လေးက10ဖြစ်သွားပြီပေါ့နော်ပြာရောင်က10ဆိုတော့ဆင်းရောင်ရဲ့ power ပြာရောင်ကဆင်းရောင်3ရဲ့ power အပြာရောင်က10เนาะနောက်တစ်ခုကကျွန်တော်အနီရောင်လေးနဲ့ပြပေးမယ် ဒီအနီရောင်ထဲမှာရှိတဲ့ကဏ္ဍသုံးလုံးပေါင်းခြင်းကလည်းကျွန်တော်အစင်းရောင်အစင်းရောင်3ရဲ့ပါဝါဖြစ်ရမယ်ပေါ့နော်အစင်းရောင်3ရဲ့ပါဝါဖြစ်ရမယ်ဆိုတော့ကျွန်တော်ပေါင်းကြည့်လိုက်မယ်2ရဲ့1ရဲ့5ရဲ့နော်2ရဲ့1ရဲ့5ရဲ့ပေါင်းလိုက်လို့ရှိရင်8နော်နေရောင်လေးက1 3 5ပေါင်းလိုက်တာ8ဖြစ်တဲ့အတွက်ကြောင့်အစင်းရောင်3ရဲ့ပါဝါဖြစ်ပါတယ်နော်အနီရောင်ကလည်းအစင်းရောင်3ရဲ့ပါဝါ ရှိဖြစ်ပါတယ်เนาะအဲ့ဒီမှာကျွန်တော် break တစ်ချက်ပြပေးမယ် break ကိုတော့ကျွန်တော်အဝါရောင်လေးနဲ့ပြပေးမယ်မှာပါဒီအဝါရောင်ထဲမှာရှိတဲ့ကဏ္ဍသုံးလုံးပေါင်းမယ်ပေါ့နော် တည်း1331ကို ပေါင်းလိုက်လို့ရှိရင်နှစ်ဖြစ်ပါတယ်နှစ်ဆိုတော့ကျွန်တော်ကနှစ် break ဆိုပြီးတော့ယူလိုက်မယ်နော်ဝါယောင်ကဒီမှာနှစ် break ပေါ့နော်ဝါယောင်ကနှစ် break နားမှာပဲယူလိုက်မယ်ကြာနော်ဝါယောင်နှစ် break ကဒီမှာနော်ဝါယောင်နှစ် break နားမှာယူလိုက်မယ်ကြာရှုပ် ွန်5ဆိုပြီးတော့ထွက်ထားပါတယ်เนาะနိပရိတ်ခွန်5ဆိုပြီးတော့ထွက်ပါတယ်ဝါယာဝနိပရိတ်ပေါ့เนาะခွန်5ဆိုပြီးတော့ထွက်တယ်နောက်တစ်ပင်ဆက်သွားမယ် ောက်တစ်ပင်ဒီမှာအစင်းရောင်ထဲမှာ2ရက်5ရက်7ရက်ရှိပါတယ်အဲ့ဒီ2 5 7ကိုပေါင်းလိုက်လို့ရှိရင်10ပေါ့နော်အဲ့တော့အစင်းရောင်လေးက10ဟုတ်ပြီအစင်းရောင်က10ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အပြာရောင်နဲ့အနီရောင်ကဒီ10ရဲ့ပါဝါ3ဖြစ်ရမယ်နော်အပြာရောင်နဲ့အနီရောင်ကဒီအစင်းရောင်10ရဲ့ပါဝါ3ဖြစ်ရမယ်တဲ့အဲ့ကျွန်တော်တို့အပြာရောင်နဲ့အနီရောင်ကိုဝါမယ် ဒါအပြတ်ရအောင်ဒီမှာ6နဲ့6နဲ့ဒီမှာ8နဲ့9ရဲ့6ရဲ့8ရဲ့ပေါင်းလိုက်လို့ရှိရင်23ဖြစ်ပါလေ23ဆိုတော့အပြတ်ရောင်လေးက3ပေါ့နော်အဲ့တော့အပြတ်ရောင်က3ဆိုတော့အစင်းရောင်ရဲ့အစင်းရောင်8ရဲ့ပါဝါအပြတ်ရောင်က3ဖြစ်သွားပြီပေါ့နော်နောက်တစ်ခုကအနီးရောင် အနီရောင်ကလည်းကျွန်တော်အစင်းအောင်ရဲ့ပါဝါဖြစ်ရမှာပေါ့နော်အစင်းအောင်ရှီရဲ့ပါဝါဖြစ်ရမယ်ဆိုတော့ကျွန်တော်ပေါင်းကြည့်တိုင်းမယ်နီရောင်ဒီမှာနှစ်နော်ဒီမှာနှစ်ဒီမှာကိုဒီအနီရောင်ထဲမှာရှိတဲ့နှစ်နှစ်ကိုပေါင်းလိုက်မယ်နှစ်နှစ်ကိုပေါင်းလိုက်လို့ရှိရင်73နော်73ဆိုတော့နီရောင်300ပြီနော် ဲ့တော့အနီရောင်3ကကျွန်တော်အစင်းရောင်8ပါဝါဖြစ်သွားပြီပေါ့နော်အစင်းရောင်3အစင်းအောင်ပုံအစင်းအောင်8ပါဝါအနီအောင်3ဖြစ်သွားပြီပေါ့နော်ဟုတ်တာပြီးရင် break break ကကြောက်တော့ဒီမှာအဝါရောင်လေးနော်သူလည်းပထမပင်ရလို့ပဲကျွန်တော်ယူလိုက်မယ်ဒီအဝါရောင်ထဲမှာဆိုလို့ရှိရင်9ရဲ့6ရဲ့2ရဲ့ရှိပါတယ်နော်9 6 2ကိုပေါင်းလိုက်လို့ရှိရင်စက်ခွန်စက်ခွန်ဆိုတော့ကျွန်တော်က comrade ဆိုပြီးရယူရမယ်နော် comrade ကျွန်တော်နေရောင်อ่ะ sorry အဝါရောင်က comrade ပေါ့နော်အဲ့ဒီမှာကျွန်တော်ညနေပိုင်းမှာရှီကိုဆိုပြီးတော့ comrade ထွက်ပါတယ်နော်အမြလေးပြထားပေးမယ်နော်ဒီမှာခွန်ငါနော်ပြီးရင်ဒီမှာရှီကိုဆိုပြီးတော့ comrade ထွက်တာရယ်နော် တတိယပင်တတိယပင်ကတော့ဒီနေ့ညနေပိုင်းအတွက်ဖြစ်ပါတယ်တတိယပင်ကိုလည်းပထမပင်နဲ့ဒုတိယပင်ပေးထားတဲ့ပုံစံလေးတိုင်းပဲကျွန်တော်တို့ဆက်သွားမယ်ဒီစိမ်းအောင်ထဲမှာဆိုလို့ရှိရင်၄ရက်၅ရက်၃ရက်ရှိတယ်နော်အဲ့ဒီ၄၅၃ရက်ကိုပေါင်းလိုက်လို့ရှိရင်၉ရပါတယ်အဲ့တော့စိမ်းအောင်က၉နော်စိမ်းအောင်က၉ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အပြာရောင်နဲ့အနီရောင်ကဒီ၉ရဲ့ပါဝါ၄ဖြစ်အောင်ကျွန်တော်တို့ပေါင်းပေးရမယ်နော် ိုးရဘာဘာလေးပြန်ပေါင်းပေးရမယ်ကျွန်တော်အဲ့ပေါင်းလိုက်အောင်ပေါ့နော်ဒီမှာအပြည့်ရောင်က6နှစ်ခု6နှစ်လုံးရှိမယ်6နှစ်လုံးရှိမယ်ဒီမှာဘာမှမရှိသေးဘူးပေါ့နော်ကျွန်တော်တို့ကအစိမ်းအောင်ကိုးရပါဝါလေးဖြစ်အောင်လို့အပြည့်ရောင်ပေါင်းပေးရမယ်ဆိုတော့အပြည့်ရောင်ထဲမှာလောလောဆယ်6နှစ်လုံး6နှစ်လုံးပေါင်းခြင်းဒီ7နှစ်7နှစ်ဆိုတော့လေးဖြစ်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်နှစ်ဆိုတဲ့ကဏ္ဍထည့်မှာ လေးဖြစ်မှာပေါ့နော်အဲ့ကျွန်တော်နှစ်ဆိုတဲ့ကဏ္ဍထည့်လိုက်ပြီနှစ်ဆိုတဲ့ကဏ္ဍထည့်လိုက်တဲ့ခါမှာ66နှစ်ကို ပေါင်းလိုက်လို့ရှိရင်14ဆိုတော့ကျွန်တော်အစင်းရောင်9ရဲ့ power အပြည့်ရောင်4ဖြစ်သွားပြီနော်အပြည့်အပြည့်ရောင်လဲကျွန်တော်တို့က ိုးရဲ့ပါဝါ၄ဖြစ်အောင်နှစ်ထက်လိုက်တော့နော်နော်ပြန်အောင်၄ဖြစ်သွားပြီနောက်ထပ်နီယောနီယောကလည်းကျွန်တော်အစင်းအောင်ကိုးရဲ့ပါဝါဖြစ်ရမယ်ပေါ့နော်အဲ့အစင်းအောင်ကိုးရဲ့ပါဝါဖြစ်အောင်ကျွန်တော်ပေါင်းပေးရမယ်ဆိုတော့ဒီမှာနီယောနှစ်ရှိမယ်ဒီမှာ6ရှိမယ်ဒီနားမှာတော့မရှိသေးဘူးပေါ့နော်မရှိသေးတဲ့နေရာလေးကိုကျွန်တော်တို့ကဖြည့်ပြီးတော့မှအစင်းအောင်ကိုးရဲ့ပါဝါ၄ဖြစ်အောင်ပေါင်းပေးရမယ် ကျွန်တော်ပေါင်းလိုက်မယ်လောလောဆယ်ကကျွန်တော်တို့ဒီမှာညီအောင်ထဲမှာ2နဲ့6နဲ့ကနန်းနှလုံးပဲရှိရပါတော့အဲ့တော့2နဲ့6နဲ့ပေါင်းရင်ဒီ10ပေါ့နော်2နဲ့6နဲ့ပေါင်းရင်ဒီ10 10ဆိုတော့ကျွန်တော်တို့စိမ်းအောင်9ရဲ့ပါဝါ4ဖြစ်ဖို့ဆိုလို့ရှိရင်နောက်ထပ်6ဆိုတဲ့ကနန်းထဲမှာ6ဆိုတဲ့ကနန်းထဲမှာ4ဖြစ်မှာပေါ့နော်အဲ့ကျွန်တော်6ဆိုတဲ့ကနန်းထည့်လိုက်ပါပြီ6ဆိုတဲ့ကနန်းထည့်လိုက်တဲ့အခါမှာ2 6 6ကိုပေါင်းလိုက်လို့ရှိရင်14ဆိုတော့ညောင်းလဲ เนาะစင်းရောင်ရဲ့ power စင်းရောင်ကိုရဲ့ power ၄ဖြစ်သွားပြီပေါ့เนาะ၄ဖြစ်အောင်ကျွန်တော်တို့6ဆိုတဲ့ကဏ္ဍထည့်လိုက်တာပေါ့ဗျာเนาะဟုတ်ပြီနောက်ထပ် freight freight ကဒီမှာအဝါရောင်လေးနဲ့ပြပေးမယ် freight ကိုလည်းပထမပိုင်းနဲ့ဒုတိယပိုင်းမှာပေးထားတဲ့ပုံစံတိုင်းပဲပေါ့เนาะအဝါရောင်ထဲမှာ6တုံးလုံးရှိမယ်เนาะ6တုံးလုံးပေါင်းခြင်းဒီ6တုံးလေး 6318ဆိုတော့10ပြိတ်နော်10ပြိတ်10ပြိတ်ဆိုတော့ကျွန်တော်တို့ရထားတဲ့ကဏ္ဍရော26ဆိုတော့10ပြိတ်မဟုတ်လားနော်ကျွန်တော်ရထားတဲ့ကဏ္ဍကလည်း26ဆိုတော့10ပြိတ်ဖြစ်ပါတယ်နော်အဲ့တော့ဒီပြိတ်နဲ့ ကွက်တိဖြစ်နေပါဘောနော်ကွက် brain ညာကွက်တိဖြစ်နေတယ်အဲ့တော့ကျွန်တော်ချင်းမေစင်းများအနေနဲ့ကနှစ်ချောက် brain လဲတွဲထားအတွက်ကြောင့်ကျွန်တော်အာထည့်လိုက်မယ်ဘောနော်နှစ်ချောက်ရယ်နောက်ထပ်အရန်ရန်ကြတော့ကျွန်တော်မြစ်ချောက်အား يان تابي يومي يان تابي يومي يان رو شنّي يان شنّي بريك زاجنا سروجنا ديما شبريك بنا شبريك ရှစ်ပရိတ်ထိပ်စီးနဲ့အပိတ်ကတော့မိတ်ဆွေတို့ကြိုက်ရင်လည်းကစားပါတော့နှစ်ထိပ်စီးနဲ့6ထိပ်စီးပါတော့ဒီရှစ်နှစ်ကဘယ်လိုရလဲဆိုရင်ဒီ site ထဲမှာပဲရှိရှစ်နှစ်ကကျွန်တော်နမူနာလေးပြပေးမယ်နော်ပထမပိုင်းမှာပြလိုက်မယ်စင်းအောင်လေးနဲ့ပြလိုက်မယ်ရှစ်နှစ်ကဘယ်လိုရလဲဆိုအရင်ရတော့မဟုတ်ပါဘူးရှစ်နှစ်လေသူကပရိတ်နဲ့တော့မညီဘူးပေါ့နော်ဒီအစင်းအောင်ထဲမှာရှိတဲ့ကဏ္ဍတော်လုံးက2 9ခွန်2 9ခွန်ပေါင်းရင်10မော်လား နှစ်ကိုခွန်ပေါင်း16ဆိုတော့8ဖြစ်တဲ့အတွက်ကြောင့်အပြရာအောင်လည်း8အနီရာအောင်လည်း8ပေါ့နော်အဲဒီမှာဆိုလို့ရှိရင်လည်းဒီအစင်းအောင်ထဲမှာ6ခွန်ခွန်ပေါင်းလိုက်လို့ရှိရင်23 23ဆိုတော့3အဲ့တော့အစင်းအောင်လည်း3အပြရာအောင်လည်း3အနီရာအောင်လည်း3ပေါ့နော်အဲဒုတိယတတိယပင်မှာလည်းဒီမှာအဲ့လိုပဲယူလိုက်မယ်ဆိုလို့ရှိရင်ဒီအစင်းအောင်အစင်းအောင်ထဲမှာ1ခွန်2နော်1ခွန်2ပေါင်းလိုက်ရင်30 30ဆိုတော့အပြအပြရာအောင်လည်း30ဖြစ်ရမယ်အနီရာအောင်လည်း30ဖြစ်ရမယ်ဆိုတော့ ပြန်ရအောင်10ဖြစ်ဖို့ဆိုလို့ရှိရင်8ဆိုတဲ့ကဏ္ဍထဲမှာ10ဖြစ်မယ်။အနီရောင်လည်း10ဖြစ်ဖို့ဆိုလို့ရှိရင်2ဆိုတဲ့ကဏ္ဍထဲမှာ10ဖြစ်မယ်ပေါ့နော်။အဲ့တော့ကျွန်တော်8ကိုထည့်ပေးထားတာပေါ့နော်။ Okay ပါကျွန်တော်ချင်းမိတ်ဆွေအားလုံးနော်။ညနေပိုင်းတော့ cycle ရတော့ဒီလောက်ပါပဲ။ကြိုက်တွင်လည်းထိုးကြည့်ပါ၊ကန်ဆန်းကြည့်ပါ။မကြိုက်ရင်တော့ထိုးစရာမလိုပါဘူးနော်။ကျွန်တော်ရဲ့ချင်းမိတ်ဆွေအားလုံးကျန်းမာချမ်းသာကြပါစေ။ဘေးအန္တရာယ်တွေကင်းရှင်းကြပါစေ။လူအင်စန္ဒတွေတလုံးတော်ဝနဲ့ပြည့်စုံပြီးတော့လှူဒန်းပေးကမ်းဆုံးကျန်းနိုင်တဲ့ ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တွေဖြစ်ပါစေကျွန်တော်ရဲ့ချစ်မိတ်ဆွေအားလုံးကိုယ်စိတ်နှလုံးရှင်ပြောင်းနိုင်ကြပါစေခင်ဗျာကျွန်တော်အားပေးကြတဲ့မိဘပြည်သူပေါင်းရှင်လန်းချမ်းမြေ့ကြပါစေလို့ကျွန်တော်ဒီရဲ့ရှေ့ကနေဆုတောင်းမြတ်တာပို့တာလိုက်ပါတယ်ခင်ဗျာယေရှုတင်ထိုက်သူအားလုံးကိုလည်းယေရှုအထူးတင်ပါတယ်ခင်ဗျာ